ူတော်ဒီမှဆူတယ်ဆိုတဲ့ဘွားကိုရောက်ရခြင်းလေဆရာနိုင်ဦးကြီးကျေးဇူးကြောင်းလို့ပြောရမှာပါအင်းအဲဒီပြောနှစ်တရာပြည့်တုန်းကဖျားပီးရင်ကျေးဇူးခြင်းဆိုဘုရားအောင်သခင်ကြီးရအဲစတယ်ပြောကြပါလို့ဆရာနိုင်ဦးဝင်နဲ့အင်းအဲ့လိုလေးတပြီးတော့ဒါလည်းဟိုဦးစင်းနဲ့ဂျုံကြိုက်တော့ဆရာနိုင်ဦးကြီးကျေးဇူးရှိတာကိုလည်းအရင်နေ့ကလိုက်လေလေနဲ့ပြောရင်မှတကယ်တကယ်ဆိုရင်တပြီတော့အစာရေးခြင်းကိုရပ်လို့ဖြစ်ပြီဆရာနိုင်ဦးရဲ့အားပေးခြင်း ချင်းမြင့်ချင်းอืมอืมอืมဒါတွေကြောင့်တပည့်တော်ဒီစာရေးချင်းအလုပ်ကိုဆက်ပြီးလုပ်လုပ်လာတာကြာပါပြီอืมอืมอืมအဲ့ဟောပေါ့2016ဆိုတော့25 19နှစ်ရှိပြီဆရာနိုင်ဦးနဲ့တွေ့ပြီးမှစိတ်ရေးတာအော်အခုချိန်ဒီတော့ရေးတော့မှအခုတော့ဟိုအခုခက်ကလည်းခက်တာဟိုဟုတ်စားဖြစ်တာမီဒီယာစတိုင်ကပြောင်းသွားတယ်မှန်ဟိုရင်တော့စာပြီးဟာဟိုရင်တော့တီပြောင်းမှရေးခဲ့တယ်တော့ရိုးစားရေးပေါ့အခုဒီတစ်ခုအလုပ်ပြောင်းလဲလာတယ်ဟောဦးလေးလား အဲဦးလေးဒီငါပြီးတော့အဲဒီလိုလေးဦးလေးဒီလိုကဒီလိုကအခုဒီလိုအဲပြောင်းလဲခြင်းပုံမှာအဲလုပ်ပါဦးလေးကားကားထားဖို့လုပ်ပါဒီလားပြောင်းလဲခြင်းပုံကဒီလိုပြီးတော့ပါလေဟုတ်ပြီဟုတ်ပြီအဲ့တော့ဟုတ်ဘူးရိုက်ရင်ရိုက်ပြောင်းလဲရစီပြောသေးတယ်ဦးလေဘယ်လိုစီပြောဆိုအဲဦးစင်းလဲဟိုဂျုံကြိုက်ကြည့်ကြည့်ပါအောင်တို့တို့ဒီမဲ့ရွှေညာမြေဆိုတဲ့အကောင့်လေလေအင်းဇလန်းလေးဇလန်းလူလေးတွေပြီးတော့ကိုယ်တိုင်ရိုက်ထွက်ပါလေဩလားရွှေညာမြေကင်နာဘူးကင်နာရွှေညာမြေကကိုမျိုးမင်း ဆုံးပေါက်တော့တဲ့ဆရာကိုဆရာနဲ့ဟိုမိစ္ဆာဆုံးနေရာမှာနေတာသူလည်းပြောကြရင်ရောက်လာမှာပါအဲ့ဒီကနေခင်းတဲ့ဘားလေးရောသွားဆန်လန်းလေးတွေရိုက်ပြီးတော့လွတ်มาတယ်ဦးတဲ့အဲ့ဒါလေးလေးဦးတဲ့ကြည့်ပြီးတော့ဝေဝန်သုံးတော့ပါတော့ကြောက်ပါလေကိုစောင်းနိုင်ငါပဲညာမြေတဲ့ရွှေညာမြေတဲ့အဲ့ပြေမှာကိုစောင်းနိုင်လာပဲကြည့်ပြီးပြီးညာမြေလေးဦးလေးဥစားတင်တင်လာကြည့်ဩအဲ့ဒီမှာဇန်လန်းဒူလေးတွေရိုက်တာပြီးတော့ရိုက်တာပါရွှေချိုးကြလက်ကလောကတက်ကူလေဩတပြီးတော့အဲ့မှာရိုက်တင်လာမယ်ဟုတ်ပါ ကောင်းပါလေမာပြောတော့ဝါနာကြီးတယ်လူကလူပညာဦးဇင်းကလိုက်လွတ်နိုင်လေကြည့်ပါလေသူတို့ပါအေးပါတော်ဦးဇင်းကိုစပြီးတော့သတိထားမိတာလေးလေမှမဲ့ပြန်ပြောရမယ်ပြောပါဦးကိုကြီးကိုဆရာချစ်ဆန်ဝင်ဘုက္ခဝိပဒနာအကြောင်းဦးဇင်းနာခဲ့စဉ်တုန်းကလူဘဝနဲ့မှတ်မိခဲ့လားအဲအဲဟာမမီမမီဥပ္ပမတ္တလူဆရာချစ်ဆံဝင်းကဆွေးနွေးပါလို့ပြောတော့အဲဥစဉ်ကိုယ်တိုင်ဆရာချစ်ဆံဝင်းနဲ့သူရင်ကိုယ်ရင်ဆွေးနွေးတာလေးကို တပီတော့အဲ့ဒီကဟုတ်လားမှတ်မိတော့တကယ်မမှတ်မိတော့ဆရာချစ်စံဝင်ပွဲမှာဒီလောက်များတော့မမှတ်ဆရာချစ်စံဝင်ရဲ့ဆရာချစ်စံဝင်ရဲ့ဒါမဲ့ဒါမဲ့ဆရာချစ်စံဝင်ရဲ့ပွဲမှာဟုတ်ဟုတ်ဦးစင်းကလူ့အကြောင်းပဲရှိသေးတယ်လीဩအဲ့တော့ဦးစင်းနဲ့ဆရာချစ်စံဝင်နဲ့မဟုတ်ဘူးဥပဒနာကြောင့်ဆွေးနွေးစရာတိုင်းအဲ့တပီတော့သတိထားမိတာဦးစင်းကဟုတ်ကဲ့ရန်ကုန်မှာဆီမှာလေဦးစင်းမင်းကနာမည်မားလို့ချစ်ဆောင်ဝင်မဟုတ်ဘူးအဲသူ့နာမည်က ဆောင်အဲထားပါတော့ဘူးသူကဗုဒ္ဓဥစ္စာရေးတဲ့ဘုဂုတ်ဝိပဿနာကြောင့်ဘုဂုတ်ကမုံမုံသူကနိဗ္ဗာန်အကြောင်းနိဗ္ဗာန်အကြောင်းရှင်းလင်းမွဲဟိရဝါတက်ကသူမှာလောက်ဟုတ်လေအဲ့လိုက်တော့တည်းဒီပြုတ်သေးသားမင်းအဲ့ဒါချစ်တော်ဝင်တော့မဟုတ်ပါဘူးအဲ့ဒါဟုတ်ပြီဦးလေးပြောဦးလေးပြောဦးလေးနဲ့ပြောအင်းပြောပါဦးအင်းတော်ရင်ပြောချင်တာအင်းဟုတ်ပြီကိုဖုန်ကြီးကိုခနေ့မနေ့ကလည်းမြဲခင်တူမပြောလိုက်ပါတယ်အေးအေး ငါတို့မှလေလို့ခေါင်းကြီးကင်္ဂလာပါကုလေးဟိုဘုရားကိန်းသာနာစောင့်ရှောက်ရေးအဖွဲ့ရွေးချယ်တဲ့တန်တိခါများကိုလည်းငင်းញဲဟိုခြေခံ၍မြို့ဘာသာသာနာဒီပြန်ရေးအတွက်ကြိုးစားဆောင်ရွက်ကုလေးကနေ့ခေါင်းကြီးဆရာပဲမီဒီယာစနစ်ဖြင့်ခေတော်ဝါဒဘုရားသာနာတော်တုတ်တဲ့အစီအပင်အောင်ရှင်နေမအနန္နရာကပြောလိမ့်မယ်သူကြမလို့ဘာသာသာနာတော်မိမိကောင်းလာရေးအတွက်စော်ကားအောက်ရှက်ဖြည့်စည်းသူများကိုပေါ်ထုတ်ကြတာထွက်ပြီးတော့ လေမိမိခန္ဓာအသက်ငဲ့ွက်ပဲနိဗ္ဗာန်တရားရရှိအောင်ကြိုးစားအထွတ်ရမှာဖြစ်တဲ့သူလူဝဲကြမြို့ဘာသာနာတော်အတွက်မိမိခန္ဓာအသက်မငဲ့ွက်ပဲဘဝကာကွယ်တားဆီးကြိုးစားဆောင်ရွက်သွားမီရွေချက်နဲ့တန်တိတန်ချပြီးတော့မြို့ဘာသာနာအတွက်ဆောင်ရွက်ပါလေစိတ်ငြိမ်ကြအောင်မင်းနေတဲ့အတွက်ဝိပဿနာလုပ်ပဲဟိုလောက်ကြတာများတယ်ဒါမဲ့ဒီ ။ဘုံကြီးကတော့ဝိပဿနာအလောက်တည်းမကဘူး။အဲ့ဒါအကောအကောဆန္ဒမျိုးကျင်းတော့ပါနေတဲ့အတွက်ပါတာလဲပါပစီတော့သူဝါသနာပါတာပါပစီတော့သို့တော်လည်းပဲဆယ်လီဖြစ်တဲ့တက္ကမဒီနဲ့ပြောရင်တမိတမိနဲ့မပြောပါစီမပြောပါစီနဲ့ဘုံကြီးဆိုတာဘသူ့ရဲ့ဖြစ်ဖြစ်တက္ကမလိုပဲပြောနောက်တော့မှနောက်တော့မှကိုလည်းတက္ကမလိုပဲသုံးရမှာအဲ့ဒါဒီတော့အသေးချပြောလိုက်အောင်နော်လို့အဲ့ဒါဟိုပါ အဓိပ္ပာယ်ကြမှာသူများတွေထောက်ပြတဲ့အခါမှာထောက်ကိုယူဆမှန်ချင်းမှားချင်းနဲ့ပြင်များတွေကျော်ထွန်းထောက်ပြတာတွေဘာမှမဖြစ်အောင်လို့အဲ့ဒါကြောင့်မို့လို့အဲ့ဒါလေးကြုံတော့ပြလကတော့ပြည်တယ်တခါလို့ဆမောတော့တော့မှခုတော့မှဘယ်တော့မှလို့မပြားမှာဒီမှာရေးကြည့်ဒိုးရင်လေမင်းမေတူလင်းတာကိုပုံလို့ရေးပေးမယ်ဆိုတာညတော့အွန်လိုင်းကောက်ညတော့ဟိုအောင်စပုဆက်တော့ရေးနေရတာအောင်စပုဆက်မှာအောင်စပုဆက်မှာဒီ အဲ့မင်းသားအဲ့ဟိုတဲ့နေရောအကုန်လုံးသွားရေးပေးတယ်အဲ့ဒါလုံးလုံးလေးမဟုတ်ဦးစင်းဟိုမှာမြင့်ကျော်အိမ်မှာဆွန်သွားသားမလေးပါလိုက်ခဲ့မလားအမအဲ့ဒါလူမဘလူမမရဘူးအဲ့ဒါဆိုညနေပိုင်းပြင်မယ်လေအဲ့ဒါညလုံးမမရတော့ညနေပိုင်းပဲနိုင်တော့အမဟိုတဲ့ပကြီးကန်းသာလာခဲ့မယ်ပဲနိုင်ပဲနိုင်လာခဲ့မှာလို့အဲ့ဟိုတဲ့ဟိုဘာဆက်ရှိပြီးပကြီးကန်းမဆူတဲ့အဲ့ဦးစင်းတကမောက်တချာပြောလဲဘာဆက်ရှိတယ်ကိုကိုလေးပကြီးကန်းနိုင်ငံခြားတော့ ဝဲပြီးစုနေတာအဲကိုတို့မှမစုဘူးစင်တယ်ချက်စရာကောင်းတယ်လို့တော့ပြောဟုတ်ပြီဘာလို့လဲဆိုတော့မဟုတ်လေဟိုလွန်ခဲ့တဲ့လွန်ခဲ့တဲ့15နှစ်လောက်ကတိုင်းတရားသူကြီးကမှတ်မိတယ်တိုင်းတရားသူကြီးကဆယ်သိန်းနဲ့ဝယ်သွားတာကအဲ့တော့တိုင်းတရားသူကြီးပြောတယ်ငါနဲ့ပြင်သိန်းနဲ့ဆယ်နဲ့ပြောင်းဝယ်မယ်လို့စာချုပ်နဲ့ရောင်းမလားဆိုတော့အမရောင်းဘူးတဲ့ကျွန်တော်ရောင်းဖို့ရောင်းဖို့စုတာမဟုတ်ဘူးတဲ့ဆရာကလိုချင်လောက်ကိုစုတာဆိုသူ့လက်ထဲရောက်သွားတယ်အခုသူဘယ်လောက်နဲ့ရောင်းမလဲဆိုတော့ သိမ့်နေရာထက်ခေါ်သွားတယ်အဲ့ဒါမြင်ခင်လည်းပြောတယ်နောက်တူမှညီလက်တဲ့ရောက်သွားရင်ဦးလေးပကြီးကဟာလာအစားပေါင်းမင်းကတည်းကညီအဲ့ဒါညီစုတဲ့နယ်လို့အမှန်တမ်းဦးလေးကအမှုပညာကိုတန်ဖိုးထားတဲ့အကျူလေးပဲအားနေတယ်တဲ့ပြန်ရင်ဦးသူကငွေရလွှဲပြီးကျန်တာနေအဲ့ဒါပြောတာလေငွေငွေရလဲပြီးဟိုတဲ့ဖြစ်တာကြီးရောငွေရခိုင်းနေတဲ့ငွေကြုံကြီးဖြစ်နေတာအိဗယ်မရှိဘူးဒါကဟိုတဲ့ဖြစ်တာလေဒီဘာလဲရတ္တတွေပြောင်းနေတာ ရက်တက်ပြောင်းနေတာဟုတ်လားဦးစိုးရဲ့တကမဖြစ်နေပြီအဲ့လိုဖြစ်နေတယ်ဆိုရင်ဦးစိုးမှာတာဝန်ရှိတယ်တာဝန်ရတယ်တော့ဦးစိုးခေစရာနေဘာလောက်တာဗရိယာနေလောက်တာတွေလောက်ပြီးတော့ဒီဟိုကိုတကမအကြမ်းမှလူပညာကိုတမောရတာမလုပ်နိုင်ဘူးဆိုရင်လေဦးစိုးရဲ့ညံ့တယ်မောင်ညနေမောင်ဦးစက်ချိုးရင်းနေပြီလို့ပြောတာချိုးရင်းချက်တခုမပြေးစိမ့်နိုင်ဘူးဒီလိုပဲပြောတော့မြင်အဲ့တော့ဦးလေးဒီလိုလေး အခုတည်းလဲကိုတကာကြီးလို့မခေါ်ဘဲနဲ့ကိုဦးလေးလေးလို့ပဲခေါ်လို့ဦးလေးသမောင်လေးဦးမောင်လေးဦးလေးခေါ်တယ်။ဦးလေးအားတော့နောက်ပဲကိုကိုယ် family ရှိလာတော့အဲတာသမီးလည်းရှိလာခဲ့တော့ကလေးတွေကခုနဆူစီပါဘူးကစားဒါလေးကဆူသွားတာပေါ့လေ။နိုင်ငံရေးအမြင်ကြီးကြဲမှာအဲတမီးကြီးဆိုတာတုံးတက်ချက်ကလေးတော့လွဲတယ်။အားနေချက်ကြီးရှိတယ်ဦးလေး။ဒါပေမဲ့တိုင်းပြည်မှာဘာသာသာနာအတွက်အလုံးလုံးကအားနေတယ်။အခုလဲဒီမှာမကွေးမှာစာပြဝိုင်းနေတာလူပညာရှင်တွေအများကြီးပဲ။စာရေးဆရာတွေအများကြီးပဲ။ ဦးလေးပုံတွေ့လိုက်တော့ဟာမောင်မောင်တင်တာနဲ့ဆိုရင်တော့ငါသွားမယ်ဦးလေးလာတွေ့မယ်ဒါဦးလေးမိဘုံကြီးလည်းမတူတော့ဘူးဦးလေးရှိမှအကုန်လုံးပြန်ဆွဲထုတ်ပြီးတော့ငါမယုံတန်မိုးဟောဦးလေးအဆူလာထားတယ်ဒီနေ့ညနေဦးလေးတွေ့မဟုတ်ဘူးပြောချင်တာလေအများကြီးမပြောသုံးချက်ပဲပြန်မယ်နံပါတ်1ခိုးချိန်မှာခိုးချိန်မှာကြမ်းမိုက်ကောင်းပါဟုတ်တယ်နံပါတ်1မှန်မှန်မှန်နံပါတ်1ခိုးချိန်မှာဖြစ်ဘယ်ချိန်မှာဖြစ်ပေါ့လေဘုရားကလည်းဟာလာဟောရန် ဟိုကျမကြီးကလက်တပါလို့ပြောခဲ့တာမှန်ပါတယ်ဟုတ်နေတယ်ဟုတ်နံပါတ်1ကနံပါတ်1ကဘာလဲဆိုတော့ကကြတော့နံပါတ်1ကကြတော့အန်နီယကင်းဘေးကင်းအောင်ခုချိန်မှာတဘောအန်နီယအန်နီယအန်နီယရေအများကြီးရှိတယ်ကျမအန်နီယကင်းအောင်နံပါတ်1နံပါတ်3ကတော့ကိုယ်အသိပဲနဲ့တိုက်နေတဲ့ကိုဒီမှန်းတက်ထားတဲ့လောက်ရမယ်အလုပ်ကိုလုပ်ပြအောင်ဒါပဲဒီ3ချက်ပဲအခုနင်းနေတာဒီ3ချက်နဲ့ပဲနင်းနေကျန်တာတွေဟို ဟောရင်သားအတွက်သမီးအတွက်ညီအတွက်အဲ့ဒါကြီးပူရာရအဲ့ဒါကြီးကဘေးချိန်ကလာအဲ့ဒါကြီးအရင်မကြည့်ဘူးတခါလေးညပကြည်ရေးရင်မနေ့6နိုင်လောက်တိရောက်တော့9နိုင်ကွာ9နိုင်ခွေရမဖြစ်တော့ငါအေးအောင်မဆွေးရအဲ့ဒါနဲ့တော့9နိုင်ဝင်တမာရီကြောင့်9နိုင်လောက်မှအချိန်မှအိပ်ဖြစ်သွားတာအဲ့ဒါအဲ့လောက်ဟိုဒီနှစ်ပြီးလောက်နေတာလောက်နေဘာလို့လောက်လဲဆိုကိုတက်ရှိတယ်ပြီးတော့မှာမောင်အောင်ကြီးကို ဟောရင်သူအသက်ရှည်နေပြီသူသူကြားမှာကြောင်းနေခေါ်ပြောရမလားအသက်ရှည်နေတော့ပြေလို့သူနဲ့ဘာမှကွာတာမဟုတ်လာပိုင်းတော့ကွာတာဟုတ်ပေါ်အပေါ်တက်တော့ဟောလိုက်နေတာအပေါ်တက်တော့ဟောလိုက်နေတာသူကမြင်တာဟုတ်တယ်။နေစဉ်တိုင်းကသူကတခါတည်းလေးဟောလိုက်မဟုတ်လေဦးလေးဦးစင်းသူပုံစိုးတဲ့6ရာကြီးအကျော်တင်ပြီးတော့ကောင်းပြီလေဦးနဲ့ဦးစင်းနဲ့ဦးလေးနဲ့အေးစေးဆွေးပွန်း